ဈာမန်ဘုန်းကြီးတစ်ပါးကဟောပြောတယ်။တစ်ချိန်ကြာလို့ရှိရင်တဲ့ဘုရားဘာသာဟာသူတို့ဥရောပမှာထွန်ကားပါလိမ့်မယ်တဲ့။အခုထမပြေတို့အရှတို့ထွန်ကားနေပြီပဲတစ်ချိန်ကြာရင်အဲ့ဒီမှာထွန်ကားမယ်တဲ့။အားကြောင့်သူပြောတာတော့ဆိုလို့ရှိရင်ဘမလူမျိုးတွေရဲ့အများစုရဲ့စိတ်ကဘာစိတ်တွေရှိသလဲစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဘမလူမျိုးတွေကလောကစည်းရုံးဥစ္စာကိုပြေဝမခံစားရ ေခြင်းနဲ့ကားစီးခြင်းနဲ့တယ်လီဗီရှင်းနဲ့ကြည့်ခြင်းနဲ့တယ်လီဖုန်းရခြင်းနဲ့ဆိုရလူတွေများတယ်လေမချော်ရတီကြည့်လိုက်မယ်ဆိုရင်အဲ့ဒါတွေကိုလောကဘက်မှာအသုံးဆောင်တပည့်တော်ရှိနေကြတယ်သူတို့စီကြတော့အဲ့ဒါတွေမလို့ချင်တော့မလို့ချင်တော့ဒါတွေကိုသိပြီးတံမိုးထားတော့စိတ်နှလုံးအေးချမ်းမှုကိုတံမိုးထားတာဖြစ်တယ်အဲ့တော့စိတ်လုံးအေးချမ်းမှုကိုပေးနိုင်တာဘုရားရဲ့အဆုံးအမတစ်ခုပဲရှိတယ်ဒါကြောင့်မလို့သူပြောတာ တည်ကြလို့ရှိရင်သူတို့နိုင်ငံမှာဘုရားဘုရားဗုဒ္ဓပြန်ပါလိမ့်မယ်ပြောလို့ရနိုင်တဲ့အနေအထားမျိုးလေးတွေတာဆုံနေတာရှိတယ်ကျွန်မ